ဒီအိမ်မှာလူနာရှိသလားဟဲ့အင်ရှိဝါစီယူလေးအပြင်ကထွက်ပေါ်လာတဲ့အတန်းကြောင့်ပဲအင်္ဂလိပ်တွင်းကလူတွေဖျားပေါ်မှာပက်လက်ဖြစ်နေတဲ့ဆိုင်းနွန်လာကိုအာယုံဆိုင်နေရကအင်ပြင်ဘက်ကိုလမ်းပြီးတော့ကြိလိုက်မိကြပါတယ် ရှော့ဆေးဆိုးယောဂီရောင်အင်ဂျီနဲ့ယောဂီရောင်ရှမ်းပေါင်းမီကိုဝစ်ဆင်ပြီးတော့ယောဂီရောင်အိတ်ဖောင်းဖောင်းကြီးလွယ်ပြီးတော့ခြံအတွင်းသို့လက်ထဲကတောင်ဝင်းဆောင်လျက်ဝင်လာတဲ့ယောဂီဖိုးကြီးတူအသက်အားဖြင့်တော့80ဝန်းကျင်ခန့်ရှိလောက်ပါပြီဖြူဖြူဖိုးဖိုးမုတ်စိတ်နှုတ်ခမ်းမွေတွေမျက်ခုံးမွေးထူထူတွေမျက်နှာပြင်မှာနေရာယူထားပေမဲ့လည်းအသားရည်ကဖြူဖြူစင်စင်ရှိကြောင်ပေါ်လွင်နေပါတယ်ယောဂီဖိုးကြီးကဖိတ်မှန်တကမပြုတ်ပဲခြံဝိုင်းကလေးတဲကိုဝင်လာပါတယ်ပြီးတော့အိမ်ပေါ်ဝကခေါင်းရင်းဘက်နေရာကနေအိမ်လေးဘက်ကိုတက်လာခဲ့ပါတယ် ယောဂဝေဒနာကြောင့်မျောနေတဲ့လူမမာဆိုင်းနွန်လာကိုတစ်ချက်ကြည့်ပြီးတော့မျက်နှာလွဲကဖះဆင်ဘက်ကိုလှည့်ပြီးတော့အာယုံပြုတ်ဖះရှိခိုးပါတယ်ဖះရှိခိုးတဲ့ပုံကတော့ပုံစံကြနာလာတာတော့မဟုတ်ပါဘူး လက်ဥချထားတဲ့ဆိုပေမဲ့လည်းလက်ဆဲအကြောင်းမှလက်ချောင်းကလေးများကိုတော့လက်သီးစုပ်လိုမျိုးချိုးချထားပါတယ်။အိမ်ပေါ်မှာဆိုင်းနွန်လာရဲ့ဇနီးနန်းခမ်းအေးနဲ့အိနီးနာချင်းခြံနီးနာချင်းတွေကအဖိုးအိုကိုအံ့ဩမင်တက်တယ်လို့မျိုးလမ်းကြည့်ရုံမှတပါဘာမှမပြောနိုင်ကြသေးပါဘူး။သူတို့ပုံမှန်ကျဲရွာကလေးကအသက်အရွယ်အကြီးဆုံးဖြစ်သူဘာကြီးကျောင်းဝနကလူကြီးတယောက်ပြပြီးယောဂီအဖိုးကြီးကတော့ပြီးကိုစောင့်ပြီးတော့စကားပြောဧည့်ခံရန်အတွက်စီစဉ်ရပါတယ်။အဘအတွက်ခါးရည်လေးနဲ့ပဲပုတ်ကြော်လေးပြင်ပေးလိုက်ပါနန်းခမ်းအေးရဲ့။ဟုတ် နိုင်ငံရေးရာပက်လက် မျောနေတဲ့ခင်မွန်းတဲ့လူမမာဆိုင်းနွန်လာကိုထားခဲ့ပြီးတော့မိဖို့ကြောင့်ကိုထားလာခဲ့လိုက်ပါတယ်။အမှန်တကယ်တော့မိဖို့ကံမှတီးခြားတော့မဟုတ်ပါဘူး။သူတို့လိုမျိုးစင်ရဲသားတောင်သူတွေအတွက်ကလည်းမိဖို့ကြောင့်တီးတဲ့တော့မဆောက်နိုင်ပါဘူး။အင်္ဂလိပ်ရဲ့ခြေရင်ပဲမြေဆိုင်တစ်ဖက်ရဲ့အမိုးလေးနဲ့မိဖို့ကြောင့်လေးကိုဆောက်ထားခြင်းသာဖြစ်ပါတယ်။အိမ်ရဲ့ဖြစ်အိမ်ရှိကန်းအိမ်ကန်းနှစ်ခုခွဲထားပြီးတော့အလေကောင်ကကာယံထားကမိဖို့ကြောင့်ကိုဘယ်ဘက်ကဆင်စင်ညာဘက်ကဆင်စင်တက်ရောက်ပါတယ်။ ယောဂီဖို့ဖျားဝှက်ပြုတ်ပြီးချိန်မှာတော့နန်းခမ်းကြီးကအခါရင်နဲ့ပဲဖို့ကြော်ကိုစားပကံနဲ့တူယောဂီအဖို့ကိုရှေ့မှာခြားထားပေးပြီးသားဖြစ်ပါတယ် ။ယောဂိဖို့အတွက်အဘကျောင်းဝနကဖျားပိုင်းကလေးတစ်ချက်ခင်းမိထားပြီးသားပါ။ယောဂိဖို့ကတော့လူမမာဆိုင်းတွင်လာပဲတစောင်းမကြတကြလှဲ့၍ထိုင်လိုက်ပါတယ်။ဦးကျောင်းဝနဇနီးဖြစ်သူဒေါ်နန်းမွန်နဲ့အခြားမိန်းမများဖြစ်တဲ့ချန်နီနာကျဲမျိုးသမီး၃ယောက်လူမမာရဲ့ဇနီးနန်းခတ်၏မိန်းမသား၅ယောက်နဲ့ယောက်ျားကြီး၁ယောက်သာအိမ်ပေါ်မှာရှိနေကြပါတယ်။အင်ဂျင်၂၀ခန်းသာရှိတဲ့သူတို့စုဟာယောက်ျားသားတွေဟာနေကင်းမှာတောတက်အမဲလိုက်ပြဖို့ ထင်းခုတ်ထွက်ခွာနေကြကြတယ်။သူတို့ရွာကလေးကတောင်ပေါ်ရွာကလေးဖြစ်တာကြောင့်အိမ်20တစု15အိမ်တစုအိမ်30တစုတင့်ရတင့်ရမှာအစုအဖွဲ့လေးတွေပြုပြီးတော့အစင်ပြေရာတောင်ကပန်းတောင်ကျောတွေမှာရွာတည်ထားခြင်းဖြစ်ပါတယ်။อืมလူမမာအတော်ခရီးကျော်နေပြီပဲကွယ်။အဖိုးယောဂီထံကနေပထမဆုံးထွက်ပေါ်လာတဲ့ဇာတ်ကားတန်ဟာလူမမာဆိုင်းနွန်လာအတွက်တော့မျောလင်းချက်ပဲမရှိနိုင်တော့တဲ့ဇာတ်ကားပါ။ ဖះဖះဒါဆိုကိုဆိုင်အတွက်လမ်းဆုံးနေပြီပေါ့နန်းခမ်းကြီးကတုံတုံကြီးနဲ့လမ်းမေယောဂီအဖိုးကလူမမာရဲ့ဇာတာကန်သက်ကလည်းအေးပါနေသေးတယ်ကွယ်လူမမာအတွက်အစီရင်လေးလုပ်ပေးရင်လည်း၃ရက်လောက်တော့စောင့်ကြည့်ရလိမ့်မယ်တမီးရဲ့တပည့်တော်တို့ကတပည့်တော်တို့ရဲ့တူကလေးအသက်ကိုဒီနေ့မတိုင်ခင်မှာစွန့်ပြရတော့မယ်ဆိုပြီးထင်နေတာပါအဘယောဂီခင်ဗျာနောက်၃ရက်လောက်စောင့်ကြည့်ရလိမ့်မယ်ဆိုတော့လူမမာအဘယောဂီစီကိုအပ်ပါတယ်ဗျာ တေတကန်ရှင်တကန်ဆရာကြီးပဲကုသဆောင်းလျှောက်ပေးပါတော့ခင်ဗျာအဘဦးကြောင့်ဝနကလူကြီးပြပြဝင်းကပြောကြားလျှောက်ထားပေးတဲ့အတွက်ယောဂီဖိုးကြီးကရေမန်းနဲ့လူမမာရဲ့မျက်နှာပြင်ကိုသုံးညင်သုံးကတတ်ချပါတယ်ပါဇက်ကနေလဲဂါထာမန္တရားတွေကိုအုံခံကတတွတ်ရွတ်ဆိုခြင်းပြုပါတယ်လူမမာဆိုင်းနွန်လာရဲ့မျက်နှာပြင်ကိုယောဂီဖိုးကြီးကသူ့ရဲ့လက်ဝါးနဲ့တတ်ချတိုင်းစွစွနာအတံမထွက်ဘဲနဲ့မျောနေတဲ့လူမမာစီမှာညင်ညူတန်နေကြားနေရပြန်ပါတယ်လူမမာရှင်နေတန်တော်ဖြစ်ကအားတက်သွားခဲ့ရပါတယ် ယောဂီဖိုးကြီးကလူမမရဲ့မျက်နှာပြင်ပေါ်ကလက်ဝါးနဲ့သုံးကျင်တက်လိုက်တဲ့အခါသုံးကျင်သုံးကလုံးလူမမစီရနဲ့ညဉ့်ညူတန်တွေပြန်ကြလိုက်ရပြီဖြစ်တာကြောင့်ဇနီးဖြစ်သူနန်းခမ်းအင်းနဲ့ဦးကျောင်းဝနာတို့အားလုံးယောဂီဖိုးကြီးကိုများစွာယုံကြည်အားကိုမိကြပါတော့တယ်။အရင်နေ့ဖိုးကတော့ရွာကလေးရဲ့ထုံးစံတိုင်းအဘယောဂီဆရာကြီးတို့တိန်တစ်ခွက်နေပါထမင်းဟင်းနဲ့ကြုံရံနဲ့ပို့ပေးကြတယ်လို့ညနေစာအတွက်ပါပို့ပေးကြရန်စီစဉ်ကြပါတယ်။ယောဂီဖိုးဆရာကြီးရဲ့ထူးခြားချက်ကတော့အခြားအခြားသောယောဂီအဖိုးတွေလိုတသက်လွတ်စွာဟိုသားဆောင်ဒီသားဆောင်မဟုတ်ခဲနဲ့ဦးကျောင်းဝနာတို့အိမ်၂၀ ယ်တန်းကနေပို့ပေးသည်များတက်တက်လွတ်ကောအသား၅ပါမကျန်အကုန်လုံးကိုစားတောက်ခြင်းဖြစ်ပါတယ်အဖိုးယောဂီဆရာကြီးအိမ်ရန်အတွက်ကတော့လူမမာဆိုင်းနွန်လာရဲ့နဘေးမှာဖြာချမ်းတစ်ချက်ခေါင်းတစ်လုံးစောင့်တထဲစီစဉ်ပေးခြင်းနဲ့ကိစ္စကပြည့်ပြည့်စေပါတယ်အိမ်ကလေးမှာတောင်မော်အိမ်ကလေးမို့လို့ယောဂီအဖိုးကြီးတို့တီးခြားအိမ်ရာစီစဉ်မပေးနိုင်ပါဘူးအိမ်ရှင်ဖြစ်တဲ့နန်းခဲအိမ်တော်မှာအိမ်ကလေးရဲ့အိမ်နှင်းငန်းမှာပဲဝင်အိပ်ရပါတယ် လူမမာဆိုင်းနွန်လာရဲ့ဇနီးနန်းခဲအေးကလူမမာကိုပြုစုဆောင်းရှောက်လာရသည်မှာတလကိုးတရင်မင်ရှိခဲ့ပါပြီထိုနေ့ညကအိတ်ခန်းထဲဝင်ပြီးအိတ်မယ်ဆိုပြီးတော့ခေါင်းမော်ခေါင်းချလိုက်တာနဲ့တပြိုင်နက်တည်းတုံးနေဆိုအိတ်ပြော်သွားခဲ့ပါတယ်သူတို့ခြံတောင်ဆောင်နဲ့တခေါ်တတအကွာဝေးမှာတင့်တယ်လို့ဆက်လုပ်ထားတဲ့တောင်ဆောင်ကပယံကအင်္ဂလိပ်တွေစီမှာလဲညက်နဲ့အေးပိုင်းထွေးပိုက်ထားမှုကြောင့်ငြိမ်သက်နေကြပါတယ်တခါတည်းရန်တောင်မော်လီရဲ့မွေရန်ကြည်စဲတိုက်ခိုက်မှုကြောင့်အင်ငယ်အမိုးတက်ကယ်လေးများပေါ်စီးနေနေရတဖြည်းဖြည်းတဖြည်းဖြည်းကြာတန်နေရလဲကြားနေရပါတယ်အေဂျင်တိတ်ဆိတ်နေတဲ့တောင်စကန်းယူ ွာကလေးရဲ့ညနဲ့တကောင်ရဲ့အချိန်ကာလညအခါကြီးမှာလူမမာဆိုင်နွန်လာတဲ့နန်းခမ်းအီတို့ရဲ့အိမ်ရှိလူမမာပြင်ထားတဲ့နေရာမှာထူးဆန်း၍ထိတ်လန့်စရာကောင်းတဲ့အဖြစ်ပြက်ကြီးတစ်ခု၆ချားစရာမြင်ကွင်းကြီးနဲ့တူဖြစ်ပျက်လျက်ရှိပါတယ်။ဟေးအောင်ဆိုင်နွန်လာမင်းအခုထားလိုက်စမ်းကွာ။အဲ့ဒီအတန်ဟာအမိန်တန်မှာမာကြောကြောဂျွတ်ဆက်ဆက်အတန်ကြောင့်လူမမာရဲ့မိန်းမနန်းခမ်းအေးပင်အိမ်မောကျနေရကနေလန်နိုးလာခဲ့ရပါတယ်ခမရကဘာတူလဲဘာကောင်းလဲဘာဖြစ်လို့ကျုပ်ကထထိုင်ရမှာလဲဟမ် ဒါယောက်ျားဆိုင်းနွန်လာရဲ့အတံပဲသူယောက်ျားစီကစကားပြောတယ်မကြားရတာကြားခဲ့ပါပြီနန်းခဲကြီးပထမတော့ဝမ်းသာသွားခဲ့ပါတယ်နောက်တော့စိတ်လေးနဲ့အတူအပုတ်နဲ့နေလိုက်နေအောင်ထလာတာကြောင့်ပြုတ်ရင်တယ်လို့ဖြစ်လာပြီးတော့မူးဝေနောက်ကြည့်သွားခဲ့ပါတယ်လေလျောင်းအိနီယာကနေထရရင်လှူရှားလိုက်ပေမဲ့လည်းလုံမရအောင်ဖြစ်နေရပြန်ပါတယ် ိုကလည်းတစောင်းနေထားမလို့မျက်စိနဲ့ကလျက်ရှိတဲ့ဝါထရံကျွတ်တို့ကျဲတဲ့ကြားကအသာကလေးအင်ရှေကန်းကအဖြစ်ပြက်တွေကိုကြောက်ကြောက်နဲ့ပဲချောင်းကြည့်မိလိုက်ပါတယ်အင်ရှေကန်းကသူတို့နှစ်ယောက်နေရာကဘာကြောင့်မှမသိလင်းလင်းရှင်းရှင်းကိုရှိနေပါတယ်မြင်လျားတဲ့မြင်ကွင်းကနန်းခမ်းအေးကိုကြက်သိမ်းမွင်းချင်းနဲ့တစ်ဖြဲဖြဲကိုထထသွားစေပါတယ် သူယောက်ျားရှိမှထိုင်နေတဲ့ယောဂီအဖိုးကြီးကလူတယောက်ထက်မကပဲနှစ်ဆခန့်အကောင်ကြီးထွားလျက်ရှိပြီးတော့မနက်ပိုင်းကရောက်လာတဲ့ယောဂီအဖိုးကြီးအသွင်ကနေကြောက်စရာပုံစံကြီးကိုပြောင်းနေပါတယ်။နန်းခမ်းကြီးရဲ့ယောက်ျားဆိုင်းနွန်လာကလည်းအိယာထဲမှာတလာကိုသတင်းပလက်ကြီးနေရာကနေယခုမှတော့ထထိုင်လျက်ရှိပါတယ်။ဆိုင်းနွန်လာရဲ့မျက်နှာဟာကြောက်ရွံ့ချောက်ချားသလောက် ဲ့ဒီယောဂီအဖိုးကြီးရဲ့မျက်နှာကတော့ထိတ်လန့်တုန်လှုပ်เสียကောင်းနေလာပါတယ်။မျက်လုံးကြီးနှလုံးပြူးထွက်ကရှာကြီးကလည်းတရေတရွှဲရွှဲနဲ့တရောင်ခန့်ရှည်ထွက်နေပါတယ်။မျက်နှာကြီးကတော့လေထိုးထည့်ထားတဲ့ရောဘာပူပေါင်းကြီးလိုမျိုးပြည့်ပြည့်ဖောင်းကားနေပါတယ်။နရွက်ကြီးနှစ်ဖက်ကစင်နရွက်လိုဖြစ်နေပြီးတော့ရက်တောင်နှစ်ချက်ပြိုင်ခတ်နေသလိုရှေ့ဘက်နောက်ဘက်ခတ်နေပါတယ်။ဆိုင်းနော်လားမင်းငေါ့ကိုကြည့်စမ်းဟရာငါဘာတူလဲလို့လူမမာဆိုင်းနော်လားကထိုသူရဲ့အမိန်နဲ့အဲ့လူရဲ့မျက်နှာကိုလမ်းကြည့်လိုက်တော့ယောဂီဖိုးကြီးမဟုတ်ဘဲနဲ့သူ့တငယ်ချင်းဆိုင်းစော်ဖြစ်နေပါတယ်။ဟမ် ဆိုင်းစောမင်းမင်းကလွန်ခဲ့တဲ့6လလောက်ထဲကတောထဲမှာတည်ခဲ့ပြီလေကွာဟုတ်တယ်ငါဆိုင်းစောပဲကွာမင်းတောထဲမှာပေါက်တူးနဲ့ပေါက်တက်လို့တည်ခဲ့ရတဲ့ဆိုင်းစောပဲငါမင်းကိုပြန်တက်ဖို့အတွက်လိုက်လာခဲ့တာကွာဒါများကွာမင်းကယောဂီဖိုးကြီးအောင်စောင့်ပြီးတော့လားတယ်လို့ငါမှငါပြုတ်ထားတဲ့ကုသိုလ်ကံတွေကြောင့်ကာမစိတ်တချို့ရှိနေတယ် အဲ့ဒါကြောင့်ပဲငါအသွင်ပြောင်းဖန်ဆင်းနိုင်တဲ့ပါဝါတော့ရထားတာပေါ့ကွာအဲ့ဒါကြောင့်ပဲငါယောဂီအဖို့ဆေးစရာအယောင်ဆောင်ပြီးတော့မင်းရှိတဲ့နေရာကိုအရောက်လာခဲ့တာပဲအဲ့ဒီလိုအယောင်ဆောင်မှလည်းမင်းကိုငါဝင်လို့ရမှာလေကွာမင်းခုဘာလာလောက်တာလဲငါမင်းအသားကိုစားမလို့ကွာဟာကွာငါသေတော့မှာပဲဥစ္စာကိုပြီးတော့မှစားလို့ရတာပဲဥစ္စာမင်းအသားကိုစားဖို့မင်းသေတဲ့အထိငါမဆောင်နိုင်ဘူးကွာမင်းငါ့ကိုရှင်နေတော့ပေါက်တူးနဲ့ခုတ်တက်ခဲ့တယ်လို့မျိုးမင်းကိုလည်းအရှင်လက်လက်ငါပေါက်တူးနဲ့ခုတ်တက်ပြီးတော့မင်းအသားတွေကိုငါစားမယ်ကွာ ဆိုင်းစော်ရဲ့မင်းကတော်တော်အညိုကြီးတဲ့ကောင်ပဲကွာငါမိမ့်မတိသွားရင်တော့ဒုက္ခပဲကွာသူခမရဘိုက်ထဲမှာမလွတ်မလပ်ကိုဝင်6လနဲ့ကွာမင်းရဲ့ဘော်အညိုကြီးရမယ်ကွာမင်းနဲ့ငါဟာဟူကောင်းကြိုင်ဝမ်တော်ထဲမှာဒုတိယကဘာစစ်အတွင်းကလေးမြန်ပြက်ကြီးကိုတွေ့ကြတော့လည်းအတူတူပဲအယိုးပြိုင်ပြိုင်ကြနေတဲ့လေးရင်မောင်းသမားလက်ထဲမှာဝုလိရဲ့တန်လန်ဗရမားလက်စွတ်ကိုတွေ့ခဲ့တော့လည်းအတူတူပဲကွာဒါပေမဲ့အဲ့ဒီဗရမားလက်စွတ်လောဘဇောနဲ့မင်းငါ့ကိုပောက်တူးနဲ့ခုတ်တက်ခဲ့တယ် ငါလည်းမင်းစိတ်ကိုတီးလို့အဲ့ဒီဗရမားလက်စွပ်ကိုအရင်ရအောင်ဖြောင်ပြီးတော့ငါရဲ့တောစီဖက်နဲ့ထဲမှာထည့်ပြီးတော့ဖွက်ထားခဲ့တာခွေးမသားဆိုင်းစော်တဆေမင်းကငါပေါက်တူးနဲ့ခုတ်တက်ပြီးတော့အဲ့ဒီဗရမားလက်စွပ်ကိုမင်းတကူလုံးကအနက်လိုက်ရှာတာအဲ့ဒါကြောင့်မတွေ့ခဲ့တာဘူးကွာငါလည်းအဲ့ဒီဗရမားလက်စွပ်မရငါရွာကလေးလည်းပြန်ရောက်ပြီးနန်းခဲအင်းနဲ့လက်ထပ်ပြီးတနှစ်အကြာငါသေးကောင်ပေါင်းလဲလူမမဘွားရောက်ခဲ့ရတာအခုပဲငါသေတော့မှာပါကွာဒီကိစ္စတွေအတွက်မင်းငါ့ကိုခွင့်လို့ပါကွာခွင့်လို့ရမယ်ဟာလားဆိုင်းစော်တယ် အညိုအတီအစွဲလန်းကြီးတယ်ငါ့ကိုတတ်တဲ့ကောင်ငါပြန်တက်ရမှကျင်တတ်မယ်ကွာပြီးတော့ငါတစ်ဖက်သက်ကြိုက်နေတဲ့နန်းခမ်းအေးကိုရအောင်ယူသွားတဲ့မင်းလိုကောင်ဆက်ထားခွင့်ပေးလို့ရမလားကွာဟော်ရီအိတ်ကြီးထဲမှာငါဗရမားလက်စွပ်ဝတ်ထားတဲ့တောစီဖနက်အဲ့ဒီတောစီဖနက်နဲ့မင်းအသားကိုတန်ရတန်ကြီးပေးရအောင်ငါရောက်လာခဲ့တာကွာကဲပြောနေကြတယ်ကွာမင်းငါ့ကိုခုတ်တက်ခဲ့တဲ့ပေါက်တူနဲ့ငါမင်းကိုပြန်ပြီးခုတ်တက်မယ် မင်းငါအခုပဲစားမယ်ကွာအဲ့ထဲကဗရမျာလက်စွပ်ဖွက်ထားတယ်လို့ပြောတယ်တောစီဖနက်ကိုထုတ်ပြီးတော့လူမမာဆိုင်းနွန်လာမျက်နှာကိုဆိုင်းစော်တစေကြီးကပြစ်ပေါက်ပြီးတော့လက်တစ်ဖက်မှာရုပ်ခနဲမြောက်လိုက်တဲ့အချိန်မှာတော့သူ့ကိုခုတ်တက်ခဲ့တဲ့ပေါက်တူးကြီးဟာရုတ်တရက်ရောက်လာကဆိုင်းနွန်လာကိုအသက်ကုန်လွှဲပြီးတော့ခုတ်လိုက်ပါတော့တယ်ပေါက်တူးနဲ့ခုတ်လိုက်တာကြောင့်ပြက်ကျပြုတ်ထွက်လာတဲ့လက်တွေခြေထောက်တွေကိုဆိုင်းနွန်လာရှေ့မှာတည်းမြင်အောင်သွေးစိမ့်ရှင်ရှင်နဲ့တကြွညွန့်တကြွကြွနဲ့အတန်မြင်အောင်မြင်ရည်ရှက်ရည်စားတော့ပြပြီးနောက်ဆုံးအချီလေကုတ်ကိုခုတ်ပိုင်းလိုက်ပြီးတော့ဥကောင်းကိုသူ့ရဲ့အဆွဲငေါငေါသွားကြီး တွေနဲ့တခွားသည်ပန်းသီးတွေကိုကြိုက်စားတယ်လို့မျိုးတကြွန်းကြွန်းနဲ့ကိုစားတော့ပလိုက်ပါတော့တယ်နန်းခမ်းကြီးခင်ဗျာကြောက်ရွံ့မှင်တက်ထိတ်လန့်ရင်လည်းအသက်မရှူရဲပဲနဲ့ကြည်နေရကနေကြောက်စိတ်တွေကိုအစွမ်းကုန်လွတ်ခါထုတ်ရင်လည်းရုတ်တရက်လူးလွန်ခုန်ထွက်လိုက်ပါတယ်ဝုန်းဆိုပြီးတော့ချက်ချင်းဆိုသလိုနန်းခမ်းကြီးတကူလုံးအိမ်ငန်းထဲကနေအိမ်ရှိကိုရောက်သွားပါတယ်တစေဆိုင်စော်ကတော့နန်းခမ်းကြီးအိမ်ရှိကိုရောက်လာတာတောင်မှအစားအသောက်ကမပြတ်ဘဲနဲ့စိုင်းနွန်လာရဲ့ကိုလုံးကြီးကိုသူ့ရဲ့လက်သေးချမ်းစူးကြီးတွေနဲ့ဖဲ့ပြီးတော့ဆက်ပြီးတော့အိမ်နေမပြတ်စားတောက်နေရကနေလမ်းပြောပါတယ် ဆိုင်နော်လာငါ့ကိုတတ်ပြီးလိုချင်တဲ့ဗရမားလက်စွပ်နဲ့သူ့ရဲ့အသားကိုလဲပြီးတော့ငါလာစားတာပါငါတို့လိုတဆေတွေအတွက်ကအဲ့ဒီဗရမားလက်စွပ်ထံကို့ကိုတတ်သွားတဲ့လူရဲ့အသားကိုပြန်စားရတာအရသာအရှိဆုံးပဲဟေ့ ။တစေအီးဆိုင်စော်ကအာရကျင်တ်စွာပြောနေစဉ်နန်ခမ်းအင်းအင်ရှိချန်ပီယံကိုပြေးထွက်လာခဲ့ပါတယ်။တောင်ကပန်းဆက်ရဲ့ခက်လန်းလန်းမှရှိနေတဲ့အဘဦးကျောင်းဝနာအင်္ဂလိပ်ရှိရာကိုအမြန်ဆုံးနှုတ်နဲ့အလင်းမြန်ဆုံးပြေးပါတယ်။အဘကျောင်းဝနာကနေတစဉ်တောင်ကျေကပန်းအင်္ဂလိပ်မှရှိတဲ့ရွာသူရွာသားတွေကိုစုစည်းရပါတယ်။အဘကျောင်းဝနာတို့နဲ့အတူညာရင်းချင်းပဲရွာသူရွာသားတွေကိုစုစည်းပြီးတော့ဆိုင်းနွန်လာအလောင်းကောင်နဲ့ပွဲတော်တည်နေတဲ့တစေကြီးဆိုင်းစော်တို့ရှိရာအင်္ဂလိပ်စီကိုရောက်သွားတော့ဆိုင်းနွန်လာအလောင်းကောင်ကြီးရော ပွဲတော်တည်နေတဲ့ဆိုင်းစော်တစေကြီးကိုရောအရေးအယောင်တရိုးတမြင်တစိုးတစီးများတော့မမြင် ြင်ကြရတော့ပါဘူး။နန်းခမ်းရေးဖို့ကတော့ထူးထူးဆန်းဆန်းနဲ့ကြံရိတ်ခဲ့တာကသူမယောက်ျားစိုင်းနွန်လာအလောင်းနေရာမှာတစီစိုင်းစော်ရဲ့တောစီဖက်နဲ့တစ်ဖက်ပါ။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ပြိုလေးမှာပြန်တွေ့ကြမယ်နော်။